ျွန်တော်လိုမျိုးတာမန်လူတွေကျွန်တော်လိုမျိုးအရှိခံလူတန်းစားတယ်မအောင်မြင်ရတဲ့ကျွန်တော်လူတွေမှာအချက်နှစ်ချက်ရှိတယ်ကျွန်တော်ဘာကြောင့်မအောင်မြင်ရတာလဲဘာဖြစ်လို့ကျွန်တော်တို့ကအာမပြောင်းလဲရတာလဲဆိုတာကျွန်တော်အရှုတော့ဒါကျွန်တော်တို့အယံကိုမှစူးစမ်းတယ်ဒါမှမဟုတ်မပြောင်းလဲဘူးအဲ့ဒီလိုမျိုးမပြောင်းလဲတဲ့ကျွန်တော်မတိုးတက်တဲ့အချက်နှစ်ချက်ရှိတယ်လူတွေမှာနံပါတ်1အချက်ကကျွန်တော်တို့ဒီအကြောက်တရားပေါ့နော်ကျွန်တော်တို့ကအယံကြောက်တယ်ဘာလို့အဲ့ဒီအကြောက်တရားကိုဒါကျွန်တော်တို့နားလေအောင်ပြောမယ်ဆိုအကြောက်တရားကိုကိုးကွယ်ထားတဲ့သူပေါ့နော် ကျွန်တော်အခုအာအခုစီးပွားရေးတခုမှာပေါ့ကျွန်တော်စတင်ဖို့အတွက်ဒါကျွန်တော်အရန်ကြောက်တဲ့သူပြီးလို့ရှိရင်လက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးကျွန်တော်တို့ကရုံးထွက်ဖို့အတွက်ဆိုရင်အရန်ကိုမှကြောက်တဲ့သူပေါ့နော်ကျွန်တော်လက်ရှိလုပ်နေတဲ့ဒါဝင်ဝင်မှာပေါ့နော်အဲ့ဒီဝင်ဝင်လေးနဲ့ကြည်ညာနေတဲ့သူပေါ့အာဒီနေရာမှာကျွန်တော်တို့ဒါရုံးထွက်လိုက်မဲ့ဒီနေရာကကျွန်တော်တို့အာဒါလုံလိုက်မယ်ဆိုလို့ရှိရင်ဆုံးဆုံးမှာကိုအရန်ကြောက်တဲ့သူလက်ရှိလုပ်နေတဲ့ ဒါနေရာကနေရာကနေပြီးနောက်ထပ်တနေရာပြောင်းဖို့အတွက်အဲ့ဒီနေရာက ရုံထွက်ဖို့တဲ့ကိုစုံစုံမှကြောက်တဲ့သူပေါ့နော်အရန်ကိုမှကြောက်တဲ့သူပေါ့အောင်မြင်ခြင်းနဲ့ဒါမှစတဲ့ရမှအရန်ကြောက်တဲ့အောင်မြင်ခြင်းနဲ့ဒါမှလက်ရှိကိုရနေတဲ့ဝင်ဝင်လေးကကျွန်တော်တို့ဒါလက်လွတ်စုံစုံရမှကိုအရန်ကြောက်တဲ့သူပေါ့ကျွန်တော်တို့ကဘဝမှာ အောင်မြင်ခြင်းနဲ့သူတရားဖြစ်ချင်တယ်ဆိုရင်တရားတစ်ခါမှကျွန်တော်တို့ကစွန့်စားသိရင်လေကျွန်တော်တို့ကစွန့်စားရမယ် เนาะဒါပေမဲ့ကျွန်တော်တို့လိုမျိုးအခြေခံလူတန်းစားတယ်လူတော်တော်များများကအောင်မြင်ခြင်းနဲ့ပြောင်းလဲခြင်းနဲ့လက်ရှိရနေတဲ့ဝင်ငွေပမာဏလက်ရှိရနေတဲ့ဝင်ငွေအနည်းငယ်လောက်မှာကျွန်တော်တို့ဘဝကိုကျင့်နေနေပြီးเนาะအဲ့ဒီနေရာကဒါလုံးဝကျွန်တော်တို့နောက်ဆက်တစ်ခုစီးပွားရေးတစ်ခုစတင်လိုက်မယ်ဆိုတော့ねသူကဘာဖြစ်လဲဆိုတော့အရန်ကြောက်တယ်ဆုံးဆုံးမှလားကျွန်တော်အောင်ရောအောင်မြင်ပါမလားဖြစ်ရောဖြစ်ပါမလားဆိုတော့ကျွန်တော်ဒီအလုပ်တစ်ခုကိုစဘာမှမလုပ်ရသေးဘဲနဲ့ ဒါကြိုတင်ပြီးဒါတွေးပြီးကြောက်နေတဲ့သူပေါ့နော်ကျွန်တော်ဒါကြောင့်မလို့အဲ့ဒီအကြောက်တရားရှိနေတဲ့သူတွေကျွန်တော်အောင်မြင်လို့မရဘူးနံပါတ်၈ကကျွန်တော်လောဘကြီးတဲ့သူပေါ့နော်အရန်ကောမှလောဘကြီးတယ်ကျွန်တော်ဘာမှမလုပ်ပေးနဲ့ဒါဝင်ဝင်လိုချင်တယ်ဟုတ်လားဘာကောမှမလုပ်ချင်ပေးနဲ့ဝင်ဝင်လိုချင်တယ်တခုပဲကျွန်တော်တခြားသူကလူတိုင်းလူတိုင်းမှာကျွန်တော်ကလောဘဆိုတာရှိတယ်နော်လူတိုင်းကလောဘကြီးတယ်နော်ငွေကိုငွေကိုမြင်ရင်ကျွန်တော်လူတိုင်းလိုချင်တယ်ဒါပေမဲ့ကျွန်တော်တို့ကလောဘဆိုတာကျွန်တော်တို့ကအာလူတိုင်းနဲ့ ျွန်တော်တို့မထိုက်တန်တဲ့အရာတစ်ခုဖြစ်တယ်။နော်ကျွန်တော်လူတိုင်းလောဘကြီးလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကအာကျွန်တော်တို့လုံးလိုက်တဲ့အလုပ်တစ်ခုကကျွန်တော်နဲ့ထိုက်တန်လားကျွန်တော်နဲ့မထိုက်တန်ဘူးလားဆိုတော့လေကျွန်တော်တို့ကဒီအရာကိုကျွန်တော်တို့သိဖို့လိုတယ်။ကျွန်တော်ဘာမှမလုပ်ချင်ပေနဲ့ဝင်ငွေလိုချင်လို့မရဘူး။လူတော်တော်များကကျွန်တော်တို့အလုံးလုံးကမှအရန်ကြောက်တယ်။အလုံးလုံးကမှအရန်ပြင်းတယ်။ဒါပေမဲ့ဝင်ငွေလိုချင်တယ်ဒါပေမဲ့အောင်မြင်ချင်တယ်။ဒါဆိုရင်ကျွန်တော်တို့မဖြစ်နိုင်ဘူး။ဒါကြောင့်မို့ဒီကျွန်တော်ကအဲ့ဒီလောဘကြောက်ပဲလူတွေကမောဟတရားတွေတက်လာတဲ့ဒါအဲ့လိုမျိုးဖြစ်လာတဲ့အခါမှာကျွန်တော်တို့မလို့အပ်တဲ့ ပြဿနာတွေဖြစ်လာတာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့ကျွန်တော်တို့ကအောင်မြင်တဲ့သူတယောက်ဖြစ်ချင်တယ်ဆိုရင် လောဘကြီးလို့ရတယ်။ဒါပေမဲ့ကျွန်တော်တို့ကိုစူးစမ်းလို့ရတယ်။ဝင်ဝင်ပမာဏအတိုင်းအတာကိုပဲကျွန်တော်တို့လောဘတရားတွေတက်လို့ရမှာဖြစ်တယ်။ဒါကြောင့်မလို့ဒီနေ့မိတ်ဆွေတို့အောင်မြင်ချင်တယ်။ဒီနေ့မိတ်ဆွေတို့အဲ့ဒီဘဝကရုံထွက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဘဝမှာတည်ရင်တခါမှစွန့်စားသိရင်လေကျွန်တော်တို့စွန့်စားဖို့လိုအပ်ပါတယ်။ကျွန်တော်အဲ့ဒီလိုမျိုးစွန့်စားတက်တဲ့သူတယောက်ဖြစ်မှအတိုင်းဘဝမှာအောင်မြင်တဲ့သူဘဝမှာ ြောင်းလဲတဲ့သူတယောက်ဖြစ်မှာဖြစ်ပါလေပြောစင်ပါတယ်